င်မင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်တွင်ပြည့်ပြည့်စုံတဲ့ဆုံးဖြတ်ချက်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ် ဆုံးဖြတ်ချက်တိုင်းမှာအ ਨੇ နဲ့အများတော့အမားတွေလူအချက်တွေဆိုတာရှိစမြဲပါမှန်မယ်ထင်လို့ဆုံးဖြတ်လိုက်တဲ့အရာတွေကမှားနေနိုင်တယ်လို့မှားမယ်ထင်လို့မဆုံးဖြတ်လိုက်တဲ့အရာတွေကလည်းမှန်နေတဲ့အခါမျိုးတွေရှိတတ်ပါတယ်တကယ်လို့တခုခုကိုလှုပ်ဖို့အတွက်ပြည့်ပြည့်စုံတဲ့ဆုံးဖြတ်ချက်ကိုထိုင်ဆောင်နေမယ်ဆိုရင်တော့ဘာမှမလုပ်တော့ဖို့ပဲပြောချင်ပါတယ်ကျမတို့တွေဟာသူများတွေလှုပ်တာတွေကိုထိုင်ကြည့်ပြီးတော့သူလှုပ်လိုက်တာမှန်တယ်ငါလဲဒီလိုပဲလိုက်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေ ည်းရှိကြတာများပါတယ် ဘဒူကမှသူများမလုပ်ဘူးတဲ့အရာကိုအရေးစွန်ပြီးမလုပ်ချင်ကြပါဘူး။သူများကဒါလုပ်တာအောင်မြင်နေလို့ငါလဲဒီလိုလိုက်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေစိတ်ထဲမှာပြည့်နေတတ်ကြပါတယ်။သူများနဲ့ကွဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ရင်ကိုကပဲယူနေတယ်လို့မျိုးခံစားနေတတ်ကြပါတယ်။ဒါဆို လူတွေကဘာလို့မှန်နေဆိုတဲ့ဆုံးဖြတ်ချက်တွေနောက်ပဲလိုက်ကြတာလဲ။အဓိကအချက်ကတော့ကြာရှုံးမှာကိုကြောက်ကြလို့ပါ။ကိုချလိုက်တဲ့ဆုံးဖြတ်ချက်ကြောင့်တခုခုလွဲချော်မှာကိုကြောက်တဲ့စိတ်ကိုအမားကို တာဝန်မယူရဲတဲ့စိတ်ဒီစိတ်တွေကြောင့်ပဲဆုံးဖြတ်ချက်ချဖို့ကိုတွန်းဆုတ်စီရတာပါဒီလိုတွန်းဆုတ်နေတာဘာလို့လဲကိုကိုကိုယုံကြည်ချက်မရှိလို့လားဆိုတာလဲပြန်မေးဖို့လိုပါတယ်တကယ်တော့ဆုံးဖြတ်ချက်တိုင်းကမှန်နေတာမဟုတ်ပါဘူးအဲ့ဒီဆုံးဖြတ်ချက်ကိုချတဲ့သူတွေကသူတို့ရဲ့ဆုံးဖြတ်ချက်ကိုအမှန်ဖြစ်အောင် ပြောင်းလဲနိုင်ကြလို့ပါ ရှင်းအောင်ပြောရမယ်ဆိုရင်ဒီလိုပုံကိုယ်တွေကသူတို့ချလိုက်တဲ့ဆုံးဖြတ်ချက်ကိုရအောင်အကောင့်ထဲပေါ်တယ်မှားတာရှိရင်ပြင်တယ်လိုအပ်တာတွေကို ကိုပြင်ဆင်ပြီးတဲ့နောက်မှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာဖြစ်လာတာပါဒါကြောင့်မို့ဆုံးဖြတ်ချက်အစ်စ်တွေချကန်နေတိုင်းမှားသွားမလားဆိုပြီးအတွေးလုံးမနေပါနဲ့လှုပ်ရှားရှိတာကိုလှုပ်ပါကိုယ့်ရဲ့အသွေးခေါ်တွေလုံနိုင်စမ်းဒီအပေါ်မှာယုံကြည်ပါဘယ်တော့မှကြာရှုံးမှာကိုမကြောက်ပါနဲ့အောင်မြင်မှုဆိုတာစွန့်လွတ်အနိနာခံမှုတွေအောက်မှာတိုးတက်အောင်ကြိုးစားရင်းကနေရလာတဲ့အတီးပွင့်တွေပဲဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါရဲ့ရှင် အားလုံးပဲကိုယ်ကာယဤကြံမာခြင်းစိတ်ဝိညာဉ်ဤချမ်းသာခြင်းခံစားကြရပါစီကျမကတော့ Sister Regina မူမူခိုင်ပါ